ထိုင်းနဲ့ကမ္ဘောဒီးယားကြားတင်းမာမှုတွေမြင့်တက်နေချိန်မှာထိုင်းတော်ဝင်လေတဲ့ RDAF ဟာနေဆက်ဒေသမှာကင်းထောက်လမ်းမှုကိုမြင့်တင်ဖို့နဲ့စစ်သားတွေရဲ့အသက်အန္တရာယ်အားလျှော့ချဖို့ရည်ရွယ်ချက်နဲ့ M4 ကာမိုင်တပ်ဆင်ထားတဲ့ drone တစ်စင်းကိုစမ်းသပ်ခဲ့ကြောင်း The Nation မှဖော်ပြခဲ့ပါတယ်။ဇွန်လ၂ရက်ကပြုလုပ်ခဲ့တဲ့ဒီစမ်းသပ်မှုအတွင်း M4 ကာမိုင်တပ်ဆင်ထားတဲ့ drone ဟာနေဆက်ဒေသတလျှောက်ကင်းလက်နိုင်စမ်းရှိပြီးစမ်းသပ်မှုအောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။ M4 ကာမိုင်တပ်ဆင်ခဲ့တဲ့ drone ကို RDAF ကကာကွယ်ရေးနည်းပညာအင် Institute နဲ့ပူးပေါင်းပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ထရွန်ပေါက်ဂိမ်းမှာနှစ်နိုင်ငံစစ်သားတွေကြားပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးကမ္ဘောဒီးယားစစ်သားတဦးသေဆုံးခဲ့တာကြောင့်တင်းမာမှုတွေမြင့်တက်ခဲ့ပြီးနောက်ရပ်ပိုင်းအကြာမှာဒီ drone ကိုစမ်းသပ်ခဲ့တာဖြစ်ပါတယ်။ဒီ drone ကိုနယ်နိမိတ်ကာကွယ်ရေး mission တွေအတွင်းမြေပြင်ကင်းချောက်လန်းရေးတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်ကိုမြင့်တက်စေဖို့နဲ့စစ်သားတွေအတွက်ဘေးရန်တရေကိုလျှော့ချနိုင်ဖို့ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ RDAF ကထုတ်ပြန်ခဲ့ပါတယ်။ဒါပေ မဲ့နေဆက်မှာကမ်ဘောဒီးယားနဲ့တင်းမာမှုမြင့်တက်နေတဲ့အချိန်မှာဒီဒရုန်းကိုရွေကျက်ရှိရှိစမ်းသပ်ပြသခဲ့တာဟုတ်မဟုတ်ကို RDAF ကရှင်းရှင်းလင်းလင်းပြောကြားခဲ့တာမရှိပါဘူး။